ကျွန်တော်ရဲ့ဘဝမှာဝကြီးချက်တရားနဲ့ရုံထွက်ဖို့ချမ်းသာဖို့ဝကြီးလွမြောက်ဖို့ကြိုးစားနေရင်လည်းဝကြီးဆိုင်ရာအရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်ဖို့ဦးရောက်နေကြပါဗျာ။ဆုံးဖြတ်ချက်ချနိုင်ဖို့လိုအပ်တဲ့သိမှုရှိမှုတွေလည်းပြင်ဆင်ထားမှန်ကားကြောင့်လည်းပါပါတယ်။အဲ့ဒီအရာကတော့ကျွန်တော်အားယူတဲ့အချိန်မှာတပတ်မဲ့ပြင်ဆင်ခဲ့တော့အမှတ်ဖြစ်ချက်ရှိတော့ပုံမှန်ဝင်ဝင်မျိုးစားမဲ့ဖြစ်ပါတယ်ခင်ဗျာ။ Retirement Plan ကိုစတင်ဖို့ဆုံးဖြတ်ချက်ချရမှာပဲဖြစ်ပါတယ်။ climate plan ဆိုတာကကျွန်တော်တို့အနာယူဖို့ဆုံးဖြတ်တဲ့အချိန်ကိုနေခြင်းနဲ့ lifestyle အလိုအပ်မဲ့ငွေစည်းပပနာကိုပုံမှန်ငွေငွေတစ်ခုခဲ့သို့တည်ဆောက်ထားနိုင်ခြင်းမျိုးပဲဖြစ်ပါတယ်ဒီနေရာမှာ retirement plan နဲ့ life insurance plan ကိုတော်တော်များများကတူမဲ့လို့ထင်ထက်ကြပါတယ်တကယ်ရကြောရိုးရပဲပုံစံတူနိုင်တာဖြစ်ပါတယ်သဘောတရားကိုလည်းမှုရှိပါတယ် life insurance ကမိမိချစ်တဲ့သူတွေအတွက်ပဲမိမိမရှိတော့ဘူးတည်ဆောက်ခဲ့ပြီဆိုရင်ခံစားပိုင်ခွင့်ကိုရရှိဖို့ဖြစ်ပါတယ်ကိုတော် မဟုတ်ပါဘူး retirement plan ကတော့မိမိကိုယ်ကိုအသက်ရှင်ရှင်နေရမယ်လို့ယုံကြည်တဲ့တွေအတွက်ပဲဖြစ်ပါတယ်အသက်ကြီးလာတဲ့အမြအချောင်းမျိုးမျိုးကြောင့်လွဲမနိုင်တဲ့ variable income တွေကိုပဲမိခိုဖို့မစင်စားပဲနေခိုင်မာမှုရှိတဲ့အချောင်းပြချက်မရှိတဲ့ guarantee income ကိုချုပ်တင်ပြစင်ထားတယ်မှာလေခင်ဗျာနောက်တစ်ခုကဘယ်အချိန်တည်းကစတင်ပြစင်သင့်မှာတလဲပထမဆုံးကငွေရတဲ့အချိန်မှာစတင်နိုင် အကောင်းဆုံးပဲဖြစ်ပါတယ်အဲ့ဒီငွေရတဲ့အချိန်ကိုကျွန်တော်လာခဲ့ ဲ့ပြီးဆိုရင်တော့ဒုတိယအကောင်းဆုံးအချိန်ကတော့ယခုပဲဖြစ်ပါတယ်ဥပမာပေးချင်ပါတယ်ခင်ဗျာဝီလျံကအသက်20လောက်ကစပြီးတနစ်ကိုဒေါ်လာ4000နဲ့အနည်း20အထိစုဆောင်းနေဆိုကြပါစို့သူရဲ့ retirement plan မှာဝီစစုရဲဆိုတဲ့သဘောပါ James ကတော့အသက်30လောက်မှာတနစ်ကိုဒေါ်လာ4000နဲ့25နှစ်တတိဝီစုမယ်ဆိုလို့ရှိရင်ဘယ်သူကပို့ပြီးတော့ငွေအမောက်များများစုမိမယ်လို့ထင်ပါတယ်ဝီလျံကအသက်40ရောက်တဲ့အချိန်မှာဒေါ်လာ2 1.5 million ရရှိတဲ့အချိန်မှာ James ကတော့နောက်ထပ်အနှစ်အစေ့ရောက်တဲ့အချိန်မှာအထန်းကြော်ပြတာရရှိနေမှာဖြစ်ပါ ဒါဘာလို့ပြန်ကင်းပြန်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အချိန်နဲ့ဝီချီရဲ့တန်ဖိုးကိုဆက်ဆက်နေဖို့ပေါ်ပြခြင်းပဲဖြစ်ပါတယ်အဓိကအားပြုတဲ့အချက်က compounding view ဟာကိုတုံးပြီးတော့မိမိရဲ့စုဆောင်းဝင်ကိုကံရရှိစီမံခန့်ခွဲထားတဲ့သဘောပဲဖြစ်ပါတယ်အချိန်နဲ့ဝီချီတန်ဖိုးကဆက်ဆက်နေတာဖြစ်တဲ့အတွက်မိမိအနားယူနေတဲ့အချိန်မှာအနားယူမဲ့စီမံခန့်ခွဲမှုစတင်ဖို့တင်တော့အနေနဲ့ရှင်းနေပဲဆုံးဖြတ်နိုင်ပါခင်ဗျတခုတော့သတိပေးချင်ပါတယ်ဝီချီဆိုင်ရာစီမံခန့်ခွဲမှု ယူစတင်တော့မယ်ဆိုလို့ရှိရင်အရေးကြီးဆုံးကတော့မိတ်ဆွေရဲ့လက်ရှိငွေကြေးဆိုင်ရာအခြေအနေနဲ့အနာဂတ်ဝန်ွေစီလန်းချောင်းပုံဖော်နိုင်မှုကိုထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။အဲ့ဒီအရေးကြီးတဲ့ငွေကြေးဆိုင်ရာဆုံးဖြတ်ချက်ချမှတ်ဖို့ one on one discussion အနေဖြင့်ဆွေးနွေးခြင်းနဲ့ဆိုရင်တော့ comment မှာရှိနေတဲ့ registration link မှာ register လုပ်ထားနိုင်ပါတယ်ခင်ဗျာ။ကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ subscribe ကိုနှိပ်ခေါင်းကိုနှိပ်ပေးချပါပဲကျွန်တော်ဒီ